Hello အားလုံးမင်္ဂလာပါအဲမြက်ကဒီဇင်ဘာရောက်လာပြီဆိုတော့အခုခရီးသွားဖို့ပြည့်စည်နေထဲနေရပေါ့နော်ဒီဇင်ဘာဆိုတော့အရန်အေးရဲဆိုတော့မြက်ကမင်္ဂလေးဆိုတော့အများအားအစ်စ်အစ်စ်အများအားဘဲသွားသွားရှိမိသားဆိုလည်းထပ်ဝဲတဲ့သူဆိုတော့အခုမြက်ကအဲခရီးသွားဖို့အနည်းထဲနေမှာထားတယ်ဆိုတော့ဘယ်ခရီးသွားမလဲဆိုတော့မပြောပြသေးဘူးအရင်ဆုံးမသွားခင်မှာခရီးစမှာအဆင်ပြေချောမွေးအောင်အောက်ဖစ်ကိုအရင်ဆုံး fitting လုပ်မယ် check လုပ်မယ်ဆိုတော့မြဲဒီဗီဒီယိုလေးကို like ပေးနော် လာပါအခုမြက်ကတော့ဆိုးကိုရရှိနေမှာဖြစ်ပါတယ်။ရှောက်စားအခုကတော့ဒီဇင်ဘာလဆိုတော့အရာဒီဥတုကလည်းအရန်ဟိုအေးလာပြီအထူးသဖြင့်မြို့လိုရှမ်းပြည်ဖက်တွေဆိုတော်တော်လေးကိုအေးရပါတော့ရှမ်းပြည်ဖက်မပြောနဲ့ရန်ကုန်မှာတော့မှရန်ကုန်ကလူတွေကတော်တော်များများအေးတယ်ဖျားတယ်နာစီးရဲဆိုပြီးတော့တင်နေတဲ့ post တွေအများကြီးတွေ့ရအဲ့တော့ ဝင်ထမှုအောင်လို့ရပြီ sounding fashion နဲ့ fashion နဲ့အပြည့်ကျွေးလို့ရပြီဗောနော်ဒီချိန်မှမကျွေးဘဲအချိန်တကျွေးမလဲတော့အဲ့တော့မြက်ကလည်းအဲ့လိုခရီးသွားလို့ရှိရင်အဲမြက်ကအဲ့လို detail ပြင်ဆင်ပြီးသွားတဲ့သူဆိုတော့အဲဈေးလည်းတတရမယ်နောက်တစ်ချက်က fashion လည်းကြာနေရမယ်အဲ့လိုဗောနော်တစ်ချက်ခုတ်၁၀ချက်လောက်ပြတ်သွားအောင်ဆိုပြီးမြက်ကအခု winter fashion လေးဝယ်ထားတယ်အခုမြက်ဝတ်ထားတဲ့ jacket လေးဆိုလို့ရှိရင်မိုးပြရအောင်နွတ်နွတ်လို့မှအရန်ဝတ်လိုက်လို့ရှိရင်လေလူကနှုတ်ဖတ်သွားပြီးတော့အဲ့လိုကိုကြီးတယောက်ကဖတ်ထားလို့နှွေးထွေးမှုခံ စားရတဲ့ jacket လေးပေါ့နော်အဲရီစားမရှိတဲ့သူရဲ့ FA ဆိုလို့ရှိရင်ခီးသွားတာမျိုး jacket တခဲတော့ဝယ်သွားတင်နေပေါ့နော်အဲဒါပေမဲ့အများကတော့တော်တော်လေးကြိုက်တယ်အဓိကဝယ်လာလို့ရှိရင်နှုတ်သွားတယ်ပြီးလို့ရှိရင်အဲ့လိုအခုနောက်ပိုင်းဒီ K drama တွေမှာဒီလိုအယောင်နှုတ်နှုတ်လေးတွေ face တုံးလေးတွေအဝတ်များတော့အဲ့လိုချစ်စရာလဲကောင်းတယ်လူငယ်လဲဆန်တဲ့ jacket လေးကိုမြင်ကတခါမှမဝတ်ဘူးတဲ့အတွဲဆက်လေးနဲ့အခုလို gray skirt လေးနဲ့အဲ့လိုတွဲပြီးတော့ဝတ်ပြထားပါတယ်ပြီးတော့လေသူကအရန်ထားကြရှင်ပါကြမနော်ဒီလိုစစ်ဆွဲပြီးတော့ ြည့်လို့အုတ်ထုတ်ဆောင်လိုက်လို့ရှင်လေတော်တော်လေးအထကြမြတ်တို့ရှမ်းပြည်ဘက်တွေခီးသွားမယ်ဆိုရင်ဒါမျိုးဂျက်ကက်လေးတထဲတော့မရှိမဖြစ်လိုအပ်တယ်ပေါ့နော်ရန်ကုန်မှာဆိုတော့မလိုအပ်ဘူး ਨੇ တွေ့နော်ဒါပေမဲ့ရန်မှာပြော်လေဒီဂျက်ကက်ရဲ့ထူးခြားချက်ကလေအဲ့လိုဟိုဝတ်လိုက်လို့ရှိရဲ့ ဘဝတပ်ပုတ်ကြီးဖြစ်မသွားအောင်ခန္ဓာကိုယ်မှာနှွေထွေးမှုတော့ခံစားရတယ်ဒါပေမဲ့အဲ့လိုခန္ဓာကိုယ်မှာချက်ချက်ကက်ကက်ပေါ့လို့ချက်ကက်ဆိုတာတဲ့အဲ့လိုသူ့ဟာလေးနဲ့သူ့ပေါ့နော်တကယ်ကို brand account ဝတ်ထားတဲ့ခံစားချက်မျိုးရတယ်ဒီ jacket လေးရဲ့ဈေးနှုန်းကလေ9200ပဲအဝယ်မယ်ဆိုတော့မြန်မြန်ဝယ်နော်ဘာလို့လဲဆိုတော့ဒီဇင်ဘာဆိုခရီးထွက်တဲ့ season ဆိုတော့ဒီလို jacket လေးကအရန်လဲလာအရန်လဲဝတ်လို့ကောင်းတဲ့ဈေးလေးလဲအရန်တက်တော့အမြန်ဆုံးစိုးအောင်မှာဖြစ်တဲ့အတွက်မြန်မြန်တော့ဝယ်ဖို့လက်တွတ်လိုက်တယ်နော်မြတ်ဝယ်တဲ့နေရာလေးကတော့ mm outlet ဆိုရဲအဲဒီ shop ကနေဝယ်ရပါမြန်အမြဲတမ်းဝယ်နေကြဆိုင်လေးပါအဲ့တော့နောက်ဆုံး ါးလေးကတော့ winter mood ကိုမှဂျောင်ဝင်အောင်ဆန့်ဆန့်လေးပေါ့နော်အဲ့လိုလေးရောဖြစ်နေရဲ့အာအဲ့ဒါကိုမြက်ကဒီလိုလုံးလုံးချုံချုံလေးပေါ့နော်နည်းနည်းတွေ့တွေ့လုံးလုံးချုံလေးဖျောင်ဝတ်ထားတယ်ဒီလိုပုံစံလေးဆိုလို့ရှိရင်လေကိုရီးယားမလေး Instagram မှာအရန်ဝတ်ကြတယ်မြက်ကဒီ jacket လေးကိုလေအဲ့ MM Outlet Shop ကနေခွဲတာ jacket ကလေအရန်အသားကောင်းပြီးတော့မှလေဘလို့အရန်ခောင်းနေ comfortable အရန်ဖြစ်တယ်အဲ့လိုထူပြီးတော့ခန္ဓာကိုယ်မှာလေးနေခံစားချက်မျိုးလုံးဝမရပဲနဲ့အဲ့လို ့ဘဘဘလည်းရှိရယ်နွန်းနွန်းထွေးလည်းဖြစ်တယ်ဝတ်လိုက်လို့ရှိရင်လည်းအထာကြရယ်ဟိုအရန်ဈေးကြီးရဲ့ brand တစ်ခုကိုဝတ်ထားတဲ့ခန်းစားချက်မျိုးကိုပေးရပြန်အမြင်မှာလည်းအဲ့လိုမျိုးမြင်စေရယ်ပေါ့နော်ဒီလို jacket တွေဆိုလို့ရှိရင်လည်းနိုင်ငံခြားမှဆိုရင်ဒီ brand တွေတရားဆိုရင်နှစ်သိန်းသုံးသိန်းလောက်တော့အသာလေးပေးရတယ်ဒါမျက်ဝယ်ရလေ6000 4000ပဲပေးရတယ်ဆိုတော့အရန်တန်တယ်ပေါ့နော်ဈစ်တရားအစ quality အရန်ကတော့မျက်စစ်တက်ပြမယ်နော်ဒီမျိုး jacket အကောင်းစားတစ်ခုလုံးဝဂျောင်ဝင်အောင်မယ် ဒီ jacket ဆိုလို့ရှိရင်ဒီမှာ price tag တွေပါပါတယ်ပြီးလို့ရှိရင်ဒီမှာဗာလေဒါ euro နဲ့ euro နဲ့တခါရဲပါတယ်ဆိုတော့ tag တွေ packing များတကယ်ကိုအမေတို့နိုင်ငံခြားက brand တစ်ခုဝယ်တဲ့လိုမျိုးကိုပါတယ်ပေါ့နော်အဲ့တော့နိုင်ငံခြားမှာတိုင်းကလန်းနဲ့ပေးဝယ်မယ်စားဒါမျိုး တာမနန်းနဲ့ပဲဝယ်တာမြေတို့အတွက်ပူပြီးဘတ်ဂျက်လည်းဆေးဖြစ်တယ်ပြီးလို့ရှိရင်ဝတ်လို့ရှိရင်လည်း quality ကတထရာတယ်ပဲရတာဆိုတော့ဒါပတ်စံစူးရမယ်နော်အထာလည်းကြရမယ်ဈေးလည်းတတရမယ်ရုပ်ထွက်လည်းကောင်းရမယ်မြက်ကတော့ um all shop ကနေဒီတစ်ခေါက် uh sound တောင်ကြီးကိုခရီးထပ်သွားဖို့ထပ်ဝယ်ထားပါတယ် ဒါလေးကတော့မြက်အမြဲတမ်းဝင်နေကြပုံစံလေးအဲ့လိုအဲလူငယ်ဆန်ဆန်ချစ်စရာကောင်းကောင်းလေးပေါ့နော်ဒါမျိုးလေးကတော့လို sound တွင်ဖတ်တီးအေးတဲ့ဒေသကိုခီးသွားမယ်ဆိုလို့ချင်းဒါမျိုးလေးကလည်းတစုံပါပါတဲ့နဲ့အဲ့တော့မြက်က MM အလကနေပြီးဒီလို scarf ပေါ့နော် muffler လေးဝယ်လိုက်တဲ့ဈေးနှုန်းလေးကလေပြောလို့ရှိရင်အရန်အံ့အော်ရမယ်တောင်း3000ပဲပေးရတယ်အဲ့ဒါမြက်ကနှစ်ထည်ဝယ်ထားရပေါ့နော် skirt လေးကလေး 2400ဘယ်နဲ့တွေ့ပေးရမြက်လေးဒီလိုစကတ်တီကိုဆိုလို့ရှင်မြက်အများကြီးဝယ်လေးရှေ့ပါောက်လဲဆိုအရန်ဝုတ်လုတ်ကောင်းနဲ့အရန်အသုံးဝင်နေပေါ့နော်မြက်အခုထားသလိုဆွဲတိုင်နဲ့မှမဟုတ်အပွားနဲ့ဘလေးဇာတို့အဲဒါမှမဟုတ်နွေရာသီဆိုလို့ရှင်လဲ t-shirt လေးတို့ t လေးတို့အဲ့လို အမျိုးစုံ jacket တွေပါတယ်အများကြီးအမျိုးစုံ styling ဝတ်လို့လုံးလုံးရတယ်ကွာအဲ့တော့မြက်ကဒီလို skirt တွေဆိုလို့ရှိရင် gray တို့ black တို့ဒီ cream တို့အမျိုးစုံဝယ်လေးရှိရယ်ပေါ့နော်ဒီ skirt လေးဆို1400တန်းနဲ့အမျိုးစုံဝတ်လို့ရတယ်အာဒီဟာလေးဆိုလို့ရှိရင်အသားလေးကအစမြက်အရင်တော့မြက်ဝယ်ဘူးတဲ့ H&M တို့ Zara တို့အတိုင်းပဲ cutting fabric ကတတိယတဲကို2400လောက်နဲ့ရတယ်ဆိုတော့ဒါမြတ်အတွက်တော်တော်လေး budget save ဖြစ်တယ်။အနောက်ပြီးတော့ဟို Zara တို့ဘာလို့မှဆိုလို့ရှိရင်ဒီလိုအချိန်လေးဆို sales ထားတတ်တယ်လीเนาะ။အခု sales ထားတဲ့အချိန်တောင်မှပုံမှန်ဆိုလို့ရှိရင်8000 9000ပေးနေရတယ်ပေါ့เนาะ။ sale 50%လောက်ချတယ်ဆိုတော့မှ8000လောက်ပေးနေရတဲ့အချိန်မှာဒီ MM အလကဒီလို skirt လေးကြတော့2400လောက်နဲ့ cutting လည်းကောင်းတယ်။ fabric လည်းတတိယတဲရရဲဆိုတော့ ဘာလို့ဝယ်နေအောင်မလဲဘောနော်ဒီ outlet ကပဲ mm outlet ကပဲဝယ်လိုက်မှာပေါ့နော်အဲ့တော့မြက်ကတော့ budget ကတော်တော်လေးကို save ဖြစ်သွားပါပြီအာမြက်ကတော့လေ muffler ကိုနှစ်ထည်ဝယ်လိုက်တယ်သူကနှစ်ထည်နဲ့အထက်ဝယ်လို့ရှင်12500နဲ့ရမှာဆိုတော့ဒီဝတ်စုံထဲမှာမဟုတ်မြက် long coat တွေနဲ့လည်းဝတ်လို့ရတယ်အခြား hoodie တွေအ jacket တွေနဲ့လည်းတွေ့ပြီးဝတ်ဖို့ဆိုပြီးတော့မြက်ကတော့ color လေးနှစ်မျိုးပေါ့နော်ဒါလေးကတော့ cream ဒါလေးကတော့အဲ့လိုအနီချက်သွေးအကွက်ကလေးပေါ့နော်အဲ့လိုလေးဝယ်လိုက်တယ်အဲ့တော့နောက်တစ်စုံ ဒီ dress လေးကတော့ winter mood နဲ့တော့မသက်ဆိုင်ပေမဲ့ဒါပေမဲ့သူ့ရဲ့ page မှာလေဒီခေါင်ဝင်လေးကိုတင်ထားတော့မြက်ကဈေးနှုန်းလေးလည်းအရန်သဘောကျရဲဝယ်လိုက်လို့ရှိရင်လည်းအဲ့လိုအရန်ဖြာမယ်လို့ခန်းစားချက်ရရတဲ့အတွက်ကြောင့်မလို့ဝယ်လိုက်တာဈေးနှုန်းလေးကလေ2800ပဲပေးရအရန်တန်တယ်အခုမြက်ကဘာ jewelry မှမပါဘဲနဲ့ဒီတိုင်းဝတ်ထားတာအဲ jewelry တစ်ခုခုထည့်ဝတ်မယ်ပတ်စံအိတ်ကောင်းကောင်းတစ်လုံးနဲ့ကိုက်မယ်ဆိုလို့ရှိရင်တော့ ဟိုကအမိုက်စာအလိုအရန်အထာကြတဲ့ပွဲတက် dress တီဖြစ်သွားမှာပေါ့နော်ဈေးနှုန်းကလည်းအရန်တက်တယ်နော်ပြီးလို့ရှိရင်ဈေးနှုန်းကဒီလောက်ပဲဆိုပေမဲ့ fabric ကလည်းအရန်ကောင်းတယ်ကျဲသီး quality တွေကအစားချုပ်ပုံတွေအစားတော်တော်လေးကို cutting ကောင်းတယ်ပေါ့နော်ဒီခေါင်းဝင်လေးကလည်းမျက်နှာရောနည်းနည်းလေးတော့ပွားနေရဲဒါမဲ့အနောက်ကနေနည်းနည်းလေးတီးပြီးဝတ်မယ်ဆိုလို့ရှိရင်တော့အလိုချက်ချက်ကက်ကက်ရက်ရက်လေးဖြစ်သွားမှာပေါ့နော်အဲ့တော့ ဒီဟောက်လေးခုနလေးဝန်ထမ်းနဲ့မသက်ဆိုင်လို့ပြောမယ်မြဲ idea လေးတစ်ခုရလို့အပွားနဲ့အဲ့လို long coat အဲ့လိုခမိုက်မိုက်ဖဖားကြီးနဲ့ပေါ့နော်ခုနမြဲဝတ်ပြရတဲ့အဲ့လို muffler နဲ့ long boot နဲ့ဝတ်မယ်ဆိုလို့ရှင်အလုံးကထားကြတဲ့အမိုက်စာစော်ပြီးတော့ဖြစ်သွားမှာပေါ့နော် တောင်ကြီးသွားရင်အဲ့လိုဒီဟာလေးကိုပြန်ထည့်ပြီးအဲ့လိုဝစ်လိုက်မယ်နော်အရင်အထားကြနေအောင်လေအဲ့တော့ဒီ vlog ဒီထဲမှာမြက်ဝစ်ပြသွားတဲ့အဲ jacket တွေက skirt ကပြီးတော့ဒီ dress လေးအကုန်လုံးကဒီ MM Outlet Shop ဆိုတဲ့ sign လေးကနေပြီးတော့မှာမာတာပါဒီ sign လေးကိုမမတ်ရရမြက်လွန်ခဲ့တဲ့ လေ၅နှစ်လောက်ကလေးကစပြီးတော့မာပြီးတော့ဝယ်ဖြစ်တာပေါ့နော်မမရအဲ့တော့ဆိုလို့ရှင်လေမြက်အများရဝတ်နေကြ leather skirt cream လေးတစ်ထည့်ရှိရဲ့အဲ့ဒါဆိုလို့ရှင်ဒီ mm alley shop ကပဲမာတာမြက်လေ a skirt ကိုအရန်ဝတ်တာ jacket နဲ့လည်းဝတ်တယ် sweater နဲ့လည်းဝတ်တယ်အဲ့လို blazer နဲ့လည်းဝတ်တယ်အမျိုးစုံဝတ်တော်လေးပတ်ဝန်းကျင်ကလူတွေကမတော်တော်သတိထားပြီးတော့အမမြက်ရဲ့ a skirt လေးဘယ်ရဝယ်ရလဲလို့လာမေးရတဲ့အထိပဲ no ဖောလာမသိတစ်ခါကလာမေးသေးရဲ့ a skirt လေးဆိုလို့ရှင်အဲ့ဒီတော့က13000ပဲပေးရဒါပေမဲ့ quality ကအရန်ကောင်းတော့လေထက်ခါထက်ခါလေပြန်ဝတ်လို့ ရသလိုမျိုးစုံနဲ့လည်းတွဲဝတ်လို့ရဈေးကလည်းအရန်တင့်တော်ရယ်ပေါ့နော်အခုမြတ်ဒီ vlog ထဲမှာဝတ်ပြသွားတဲ့ဟာတွေဆိုလို့ရှိရင်လည်းအကုန်လုံးဈေးနှုန်းကအရန်တက်နေအအကုန်လုံး quality တွေဆိုလို့ရှိရင်လည်းတကယ်နိုင်ငံခြားက brand တစ်ခုကိုဝယ်ဝေးရတဲ့မျိုးခန်းစားချက်ကိုပေးရအပြင် tag တွေ packaging တွေအစားတခါရဲအဲ့လိုမျိုးပါပြီးသားပေါ့နော်အဲ့တော့မြတ်က budget လည်း save ဖြစ်တယ်အထားကြကြလည်းဝတ်ချင်တယ်အခုလို့ဒီ December မှာ sound မူလဲ on channel ဆိုလို့ရှိရင်တော့အာဒီ MMR page ကိုအမြန်ဆုံးသွားမလိုက်တော့เนาะအော်ပြီးတော့လေ တချို့အထယ်ဆိုလို့ရှိရင်လေသူတို့ဒီနေ့ page မှာတင်ပြီးရင်မြန်လေနောက်တနေ့မှာတော့မလို့ရှင်တော့မှလေအများနဲ့ဆိုးအောက်ဖြစ်တတ်တာဆိုတော့ဒီထဲကအထယ်လေးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်မြန်မြန်သွားဝဲဖို့လက်တွဲလိုက်ပါရဲအဲ့တော့မြန်ရဲ့ vlog လေးဒီမှာပဲအဆုံးသတ်လိုက်ပါရမယ်အားလုံးဘိုင်ဘိုင်